အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ချမ်းသာကြွယ်ဝခြင်းနဲ့ဆိုရင်ကျောင်းပညာ professional ပညာလို့တည်းအလုံးလောက်ဘူးဆိုတော့အောင်စင်းလေးနဲ့ပတ်သက်ပြီးတော့ဝေမျှပေးချင်ပါပညာနဲ့ပတ်သက်လို့ရှိရင်၃မျိုးရှိတယ်ဆိုတော့ပြောကြတယ်3 types of education ပေါ့လေဒါ Robert Kiyosaki ပြောတဲ့စကားလေးတစ်ခုလည်းဖြစ်ပါတယ်။ဘာတွေလဲဆိုလို့ရှိရင်နံပါတ်1ကတော့ academic education ပါ။ academic education ဆိုတာတော့ အားလုံးသိကြတဲ့အတိုင်းအကြောင်းပညာရေးပေါ့လေဂူလာတန်းနေစပြီးတော့နောက်လျှောက်တင်သွားတဲ့အကြောင်းမှသင်တဲ့ပညာကိုဆိုတော့ဖြစ်ပါတယ်။ Academy ပညာရေးကလည်းကျွန်တော်အရင်ကြည့်ပါတယ်။ဘာဖြစ်လဲဆိုတော့အခြေခံနေပြီးတော့စာတွေရေးတတ်ဖတ်တတ်တွေ့တတ်ခေါ်တတ်အောင် ဝဟုသုဒတွေရရှိအောင်ဒါကျောင်းပညာရေးအရကြီးပါတယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှင် professional education ပါ professional education ဆိုတော့ခြေကံပညာရေးပြီးတဲ့အချိန်မှာတမွေးကျောင်းတို့ဆက်ပြီးတော့သင်တဲ့ပညာဖြစ်ပါတယ်ကျောင်းမှာသင်တဲ့ခြေပညာရှိပြီး engineer ပညာရှိမယ် design ပညာတို့ဒီ web development ပညာတို့နောက်တော့ marketing ပညာတို့ဆက်ပြီး ဒီအတံမွေးရောင်းတဲ့ဆိုင်နဲ့ပညာရေးပို့ဆိုတော့ဖြစ်ပါတယ်။ဒါကလည်းကျွန်တော်တို့အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဘဝမှာရည်တည်နိုင်ဖို့အတွက်ကိုယ်ဝင်ငွေတစ်ခုရဖို့ဆိုတော့ professional education ကဖြစ်မှုတွေပြောရပါတယ်။နောက်တစ်ခုကတော့ဘာလဲဆိုရင် financial education ပါ။ပညာရေးနဲ့ပတ်သက်လို့ရှိရင်မိဘများစုဖြစ်နေတဲ့ဟာတစ်ခုပေါ့နော်။ကိုယ်တော်များများလည်းကြားဦးကြလဲ။ကျွန်တော်များလည်းကြုံဦးလိမ့်မယ်ပေါ့။အဓိကတော့ကိုယ်သားသမီးကိုအကြောင်းမှပညာကောင်းကောင်းသင်ပွဲတစ်ခုရအောင်လို့နောက်အလုပ်ကောင်းကောင်းတစ်ခုရအောင်လို့ ေချာတဲ့လစာရတဲ့အလုပ်ကိုလုပ်စသဖြင့်ဒီလိုမျိုးသွားကြတာများပါတယ်တကယ်တမ်းတော့ခုနကအကြောင်းပညာကြီးနောက် professional ပညာကြီးအရေးကြီးပါတယ်ဒါပေမဲ့တကယ်တကယ်ချမ်းသာကြွားခြင်းနဲ့နောက်ဒီနောက်ပိုင်းမှာပြောပြောနေတဲ့ financial freedom ဖြစ်ချင်တယ်ဆိုလို့ရှိရင်နောက်ခုနကပညာနဲ့ကိုယ်တိုင်မနှလုံးပါပေါ့မလားလို့လဲဆိုလို့ရှိရင် financial education လို့ဆိုတဲ့ငွေကြေးပညာတို့ကပါတယ်အချိန်ကာလပြင်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေတိုးအောင်ဘယ်လိုလုပ်မလဲနောက်ကိုယ့်ရဲ့ဝင်ငွေထောက်ငွေကိုကျွန်တော်တို့ control လုပ်နိုင်တဲ့ budget ဘယ်လိုဆွဲမလဲ saving နဲ့ investment ဘယ်လိုလုပ်မလဲ asset နဲ့ liabilities ဘာတွေပါချလဲစသဖြင့်ဒီ လောက်လောက်မှမသိထားလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ငွေကြေးကိုကောင်းကောင်းစီမံခန့်ခွဲနိုင်လို့လို့ပေါ့ငွေကြေးကြတဲ့ကင်းကျင်တယ် furniture freelance ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ခုနကဒီကျောင်းပညာ professional ပညာလို့တည်းနဲ့မလုံလောက်ပဲနဲ့ furniture education လို့ခေါ်တယ်ငွေကြေးပညာကိုလည်းခြေခံလောက်တော့နားလည်းတက်ကြွထားဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါ